ဒီကြောင်လေးပါစီလိုက်တော့တနည်းစိတ်ကြောင်းကခင်ရော်ရော်ထင်ပြကြလာခဲ့ ဟိုအဓိကဟိုအဲမှာတော့မုံရရမယ်အပြင်မှာတော့ဟိုချစ်ပေးကြလို့လည်းအရင်ကျူးတင်ပါတယ်လို့ဟုတ်ကဲ့အကုန်လုံးနားလေနားလေပေးကြပါအဲဟိုဒရိုက်တာတိုင်းပဲလက်တော့ကျွန်တော်ကတုံးနေဟိုကိုရီကိုအပြုံးလို့ပြဘူးအများကြီးလာရတာ first time ပဲတီတီတို့ကတော့ဒါလောလောဆယ်တော့ဘာလို့လဲကျွန်တော်ဒီဂျင်မော်ကြီးရဲ့အောင်မြင်မှုကအရင်ကြီးရယ်တီတီတို့ရဲ့ထွက်ရိုက်လို့ဒီဟာကြီးနှီးဖို့ဆိုတော့ကျွန်တော်တို့အရင်ခက်ခဲသွားပြီ တကယ်တော့ဖြစ်တဲ့အတွက်အဲနည်းနည်းတော့စဉ်းစားရမှာပေါ့တက်မှာလုတ်တင်မလုတ်တင်ဆိုတာတကယ်လုတ်ဖြစ်ခဲ့ရင်တော့ပြည်သက်ကိုအတိပေးပါမယ်ဆက်ဆံအမတရားကတော့ကျွန်တော်တို့ကိုနေထုပြောဆိုပဲကျွန်တော်ရိုက်ကူးစင်ကာလမှာနေထု site ဆိုလို့ရှိရင်ကျွန်တော်တို့သူ့ makeup ကြီးလိမ့်နေ special effect makeup တနေကုန်လိမ့်နိုင်တယ်ပြီးတော့သူလိမ့်ပြီဆိုတာနဲ့ဘိုးကအာတရအမတနေကုန်အဲ့ makeup ကြီးနဲ့သူငိုးထိုင်ဆောင်တယ်တနေကုန်ရွာတယ်မရိုက်ဖြစ်ဘူးနောက်နေ့ပြန်လိမ့်နေလိမ့်နေတော့ okay ရယ် လိန်တူကားပြီဆိုမိုးပြေရပြီ။ဘယ်နဲ့ကြာ။၃ရက်၃ရက်လောက်ကြာ။၃ရက်ကြာတယ်။အဲ့အဲ့သူဟိုကပြန်လာတဲ့စင်းလေ။အဲ့မှာစပင်းအတူတွေရောနှာခမ်းဝင်းအတူတွေရောအဲ့ဒါကအမှတ်တရပဲ။အဲ့မိတ်ကပ်ဖြတ်ပြီးသွားပြီဆိုရင်နေတာပဲ။အဲ့မဲမိတ်ကပ်ပြန်ဖြတ်ပြီးနေတတ်ဘူးလား။အဲ့တကယ်အဲ့လိုအဲ့လိုဟိုဟိုကြိုက်တဲ့ဖွဲ့တော့များပဲထင်ပါရဲ့ဟုတ်လို့ကြိုက်အောင်လို့ပဲရိုက်ပေးလိုက်ရတဲ့သဘောပေါ့နော်ကျွန်တော်ကိုယ်တိုင်မျက်နှာလေးညှိုးနှမ်းပြီးတော့ရိုက်ပေးလိုက်ရတယ်ဆို အဲအဓိကလေအဲ့အဲ့ရဲ့မူပါလေသူ့ကိုနှမျောရမှာလားဒါမှမဟုတ်ချစ်ချစ်တဲ့ဥစ္စာပြမှာဘာမှမပြခိုင်းဘူးဒါမပြခိုင်းတော့အဲ့ဒါပူပင်မန်းတယ်ကျွန်တော်တို့ဘာလို့လဲဆိုတော့ तू ကအရင်လာလေတော့ तू ကနှမျောမိခြင်းသလိုလိုအဲအဲ့လိုမျိုးပေါ့နော်ဟုတ်လားဟုတ်လားအနိုင်နဲ့အနိုင်ဘယ်လိုပြအနိုင်ရတဲ့သူဆိုတဲ့အခါကျတော့လေမမက်အဲ့လိုဟိုဒီသူတို့တွေပြန်လို့ရင်သူတို့တွေလိုစိတ်မျိုးကရကရဟိုငါကငယ်တော့တရားလို့စိတ်မျိုးဖြစ်သွားမှာပေါ့မမက်အဲ့လိုလူမဟုတ်မမက်ရင်တဲ့သဘောထားကြီးရဲ့ အဲ့လိုဆိုတော့ဒါပြုံးပြုံးလေးနဲ့ပဲဒါအနိုင်ယူရပါတော့မမတ်ဟုတ်စီဇန်2ကျရင်တော့ဒါပေါ့ကိုငယ်ဝိလက်လာပြီပဲစီဇန်2တပိုင်းရိုက်လိုက်မယ်လေအဲ့သူ့ရဲ့ဆန္ဒပေါ့နော်သူဇော်ဇလန်းပေါ်တာဥစ္စာရှိတယ်လာအရှင်တွေပါဆိုအဲ့ဒီ special episode လို့ဟောင်းလို့လေဘလုံးဘလုံးလေးလာရမ်းပြောတာရမ်းပြောတာဟာနဲ့နောက်ဆုံးရိုက်ပြီးတာ